အမိကိုလှုပ်ကြွေးပြုစေတဲ့ပုဂ္ဂိုလ်အဖကိုပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဒီဘဝတွင်ကိုချမ်းသာလိမ့်မယ်တဲ့အဲ့ဒါအခုဒီခေတ်မှာမိဘကိုပြုစုလှုပ်ကြွေးလို့ချမ်းသာဒုက္ခနဲ့ပြည့်စုံကြတဲ့လူတွေအများကြီးရှိတယ်လက်တွေ့နော်လက်တွေ့နော်ဟိုဘဝကူးပြီးတည်းအထီအကျိုးပေးမဆောင်ဘူးဒိဋ္ဌာဓမ္မဝေဒနိယကံအနေနဲ့မိခင်ဖခင်တော့ပုံမှာတိတက်နန်းနဲ့လိမ့်မာတဲ့သာသမီဒီဘဝတွင်ချမ်းသာတာရှိတယ်ဟုတ်ရလားပြီးတော့ဦးဇင်းတို့ဟော တရားမင်းဖြစ်စေတတ်တဲ့ကံဆိုပြီးတော့မြတ်စွာဘုရားမဟာလိကိုဟောထားတာရှိတယ်။တရားဖြစ်အောင်ကျင့်ရမယ်အကျင့်တရား။ဟောမဟာလိမင်းသားကမြတ်စွာဘုရားကိုလာပြီးတော့လျှောက်တယ်ရှင်ဘုရားတဲ့။တရားမင်းဆိုတာကိုမြတ်စွာဘုရားမြင်ဘူးလားတဲ့။အဲ့တော့မြတ်စွာဘုရားကမြင်ဘူးတယ်လို့ပြောတော့အရှင်ဘုရားမြင်ဘူးတဲ့တရားမင်းကအတုအယောင်ပဲဖြစ်မယ်ထင်တယ်တဲ့။ဘာလို့လဲဆိုတော့တရားဆိုတာကတာမန်လူတွေမြင်ဖို့သိခဲရင်းတယ်။နော်သူက တရားကိုဘုရားရဲ့မြတ်တော်အထင်ကြီးသေးသလားမသိဘူးသိလားအဲ့ဒီမဟာလိဖြစ်နေပုံကအဲ့ဒီမှာမြတ်စွာဘုရားကမဟာလိကိုပြောတယ်တရားမင်းကိုငါမြင်လဲမြင်ဘူးတဲ့တရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာလဲငါကောင်းကောင်းသိတယ်တဲ့တရားအကြောင်းကအကုန်လုံးသိတယ်အဲ့ဒီမှာတရားဖြစ်အောင်ကျင့်ရမယ်ကျင့်စဉ်ဆိုတာထဲမှာမိခင်ဖခင်ကိုကြွေးမွေးရမယ်ဆိုတာတစ်ချက်ပါလေဟုတ်ရလားဒါဥစဉ်တို့မိဘနဲ့ပတ်သက်ပြီးတော့စုဆောင်းထားတာလေးပေါ့လေပြီးတော့သူဝနာတမဇတ်ထဲမှာ မိဘကိုပြုစုလှုပ်ကျွေးတဲ့ပုဂ္ဂိုလ်များ net တွေကတောင်ဆေးကုတယ်လို့ဓာရိုက်ပါဠိတော်ထဲမှာဟောထားတာရှိတယ်။အဲ့ဒါပေးတဲ့ဘောင်သူတော်ကောင်းတို့ကိုဘဝမှာအခက်ခဲအကျက်တဲတွေဆိုတာတခါမဟုတ်တခါတွေ့ရတတ်တယ်နော်။ကျမ်းမာရေးအရာအမျိုးမျိုးသောအရေးတွေကြောင့်အရှင်မပြေတာတွေတွေ့လာရင်ငါမိဘအပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတယ်တတ်နိုင်တဲ့မြတ်ပြုစုတယ်လှုပ်ကျွေးတယ်။အီမန်နဲ့သစ္စာတကားကြောင့်အရှင်ပြေပါစေ။ဒီတိုင်မကောင်းဘူးလား။အေးကိုဘဝမှာအရှင်ပြေမှုတွေ ရနိုင်တယ်နော်နတ်တွေကတော့ဈေးကုတယ်လို့ပြောထားတယ်ဟုတ်ရလားအေးပြီးတော့ဦးဇင်းတို့ဟောမင်္ဂလာတရားဖြစ်တယ်တဲ့မိဘကိုကျွေးသူပြုစုလုပ်ကျွေးတာဒါကတော့ဘိသက်တို့အားလုံးသိပြီးသားပါအဲ့တော့မင်္ဂလာဆိုတာဘာတုံးဆိုတော့မကောင်းမှုကိုဖယ်ရှားပြီးတော့ကောင်းမှုတွေကိုတိုးပွားလာစေတဲ့သဘောအဲ့ဒါကိုမင်္ဂလာလို့ခေါ်တာမဟုတ်လားအဲ့တော့မိဘကိုပြုစုလုပ်ကျွေးတယ်ဆိုရင်ဦးဇင်းတို့စိတ်ထဲမှာသဘောပေါက်တာကတော့တေချာပေါက်ဒီပုဂ္ဂိုလ်ဟာနောင်တ အေးဟေးလိမ့်မယ်နောင်တရတဲ့အကြောင်းမရှိဘူးငါလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ခဲ့တယ်ကြည်နူးမှုဝမ်းသာမှုအပြည့်ပေါ့နောက်မိဘနဲ့သားသမီးရဲ့ဆက်ဆံရေးမှာသားသမီးတွေကအမြဲတမ်းမိဘကိုကျေးဇူးရှင်တယောက်အနေနဲ့ချစ်မြတ်နိုးမှုနဲ့ဆက်ဆံမယ်ဆိုရင်မိဘတွေကအဲ့ထက်ထက်သာတဲ့မြစ်တံနဲ့သားသမီးကိုပြန်ပြီးတော့မတုံ့ပြန်ပေဘူးလားဘာသားသမီးလေးလိန်မာလိုက်တာတော်လိုက်တာသားသမီးကမိဘကိုတူตายရစရာမကောင်းဘူးလား အေးဒါကုသိုလ်တွေနော်တခိုင်းယူမိုက်များကုသိုလ်တွေအဲ့ဒါလိုမဟုတ်ဘဲနဲ့ကိုကပြန်လဲတုံ့ပြန်မှုသိမ့်မရှိဘူး၆ကက်ကက်နဲ့ဟုတ်